level press နှိပ်လိုက်မှာဆိုလို့ရှိရင် तू က cc ဆိုတဲ့ ai assistant လေးနဲ့ချိန်ထားတယ်ဒီ cc ဆိုတဲ့ ai assistant လေးကမြန်မာလိုသုံးလို့တော်တော်လေးကောင်းတယ်ပေါ့နော်ဥပမာကိုကဘန်ကောက်ကို15ဒိန်းနဲ့ဘလို့သွားရမလဲဆိုရဲ trip plan ကိုမြန်မာလိုမေးပြောပြီးတော့ဆွဲခိုင်းလို့ရတယ် battery အနေနဲ့ဆိုရင်သူ့မှာ7000 cm range 20 mAh battery ဆိုတော့အားလေးတော်တော်လေးခံတယ် ai ဘာညာကိုကျွန်တော်အချိန်ကြာကြီးလဲသုံးလို့ရတယ်အခုဆိုရင်ကျွန်တော်ဒီ app gallery ထဲမှာ youtube တွေ ဒီမေးတွေ Google Map တွေအကုန်လုံး download ဆွဲလို့ရမယ်။ဒီနေ့တော့ Huawei ကအသစ်ထွက်လာတဲ့ Nova Y73 အကြောင်းကိုပြောပြပေးမှာ။ဒီဇိုင်းဘက်မှာကတော့ရိုးရှင်းရှင်းလင်းလင်းနဲ့ unique ဖြစ်တဲ့ဘက်ကိုသွားထားတယ်။အလေးချိန်ကတော့203 gram အထူးက8.25 mm ဆိုတော့ကိုင်းရတာတက်တောင့်တတာဖြစ်တယ်။ဒါအောင်မှာနောက်ကျောဘက်မှာ Dynamic Plate Tester ဒီဇိုင်းအောင်မှာကျွန်တော်တို့ aesthetic look ဖြစ်တဲ့ double camera ရင်းဒီဇိုင်းကိုသုံးပေးထားတယ်။အယောင်တွေအနေနဲ့ကတော့ black နဲ့ blue ဆိုပြီးတော့နှစ်ယောက်လာမယ်။ပြီးတော့ဒီဘက်ဘေးဘက်မှာ X pattern လေးပါလာတယ်။ဒါအောင်မှာကျွန်တော် single press နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကိုကြိုက်တဲ့ app တွေကိုဝင်လို့ရမယ် quick access panel တွေကိုရောက်သွားမယ်။ဒါမှမဟုတ်ကျွန်တော် double plus နှိပ်လိုက်မှာဆိုလို့ရှိရင် तू က CC ဆိုတဲ့ AI assistant လေးနဲ့ချိန်ထားတယ်ဒီ CC ဆိုတဲ့ AI assistant လေးကမြန်မာလိုသုံးလို့တော်တော်လေးကောင်းတယ်ပေါ့နော်ဥပမာကိုကဘန်ကောက်ကို15သိန်းနဲ့ဘလို့သွားရမလဲဆိုရဲ trip plan ကိုမြန်မာလိုမေးပြောပြီးတော့ဆွဲခိုင်းလို့ရတယ်ပြီးကျွန်တော် long plus နှိပ်လိုက်မှာဆိုလို့ရှိရင် camera ပွင့်သွားမယ်ဆိုတော့ camera ပွင့်သွားတဲ့အချိန်မှာကိုယ့်ရဲ့ရှိမှာရှိနေတဲ့ဟာကိုပုံရိုက်ပြီးတော့ဘာလဲဆိုတာကိုပါမေးလို့ရတယ် ဆိုတော့မြင်တဲ့အတိုင်းပဲဒီ CC ဆိုတဲ့ AI assistant လေးကမြန်မာစာကိုတော်တော်လေးဒီတက်ဖြစ်တယ်ပြီးတော့မြန်မာစာကိုပြန်ဖြေရလဲတော်တော်လေးတိကြတယ်အဲ့အပြင်မှာကျွန်တော်မြန်မာလိုရေးပြီးတော့ပုံနေပါတယ်ပါထုတ်ခိုင်းလို့ရတယ်ကျွန်တော်ခုနကပြောလိုမျိုး trip plan ဆွဲခိုင်းတာလေနောက်ပြီးတော့ AI assistant အနေနဲ့ပါဒီကောင်လေးကိုတုံးလို့ရတယ်နောက်တစ်ချက်ကသူ့ရဲ့ battery က6000ဆန်လွန်20 mAh နဲ့လာမှာဒါအောင်မှကျွန်တော်အရင်ကတည်းကအားခံပါရယ်ဆိုရယ် Huawei ရဲ့ EM မြိုင်အတွင်းနဲ့ပေါင်းလိုက်တဲ့ခါကျတော့ကျွန်တော် offline video playback ကြည့်မယ်ဆိုလို့ရှိရင်တရက်ခွဲနှီးပါအဲတစ်ချိန်နှားထောက်မှာဆိုလို့ရှိရင်နှစ်ရက်ခွဲနှီးပါဒါအောင်မှကျွန်တော်ဖုန်းကြီးပဲဇက်တိုက်ပြောမယ်ဆိုလို့ရှိရင်နှစ်ရက်အထိဇက်တိုက်ပြောလို့ရမယ် ယ်ပြီးတော့အပြည့်အသွင်းမယ်ဆိုရင်လည်း40 watt Huawei Super Charger ပေါ်ကိုသုံးပေးထားတယ် performance ပိုင်းအတွက်ကတော့ Huawei ရဲ့ Kirin 710A ကိုသုံးပေးထားတယ် RAM က 8GB storage က 256GB version နဲ့ဆိုတော့ကျွန်တော် day to day usage အတွက်ပုံမှန် social media app တွေပါညာအတွက်ကတော့ပူစရာလိုမှမဟုတ်ဘူးဒါမှမဟုတ်ကျွန်တော် game ပါညာဆော့မယ်ဆိုရင်လည်း mobile legend လောက်ထိကဆော့လို့ရတယ် ောက်တစ်ချက်က Huawei မှာ Google App တွေဖြစ်ရင်မပါလာပေမဲ့လည်းတုံးလို့ရမယ်။ပုံမှန်တိုင်းကတော့ကျွန်တော် Huawei ရဲ့ App Gallery မှာလည်း App တွေတော်တော်များများစုံနေပါပြီ။ခုဆိုရင်ကျွန်တော်ဒီ App Gallery ထဲမှာ YouTube တွေ၊ Gmail တွေ၊ Google Map တွေအကုန်လုံး download ဆွဲလို့ရမယ်။ဒါမှမဟုတ်က Play Store ကိုပဲတုံးကြည့်မှာဆိုရင်လည်းသူက Play Store ပါတုံးလို့ရအောင်မယ်။ တခြားအပိုင်းတွေအနေနဲ့ဆိုရင် display ဘက်မှာ6.67 inch HDR မှာ IPS LCD panel ကိုသုံးပေးထားတယ်။ 90Hz high refresh ပါလာမယ်။ brightness က 1000nits peak brightness ရမယ်။ HD+ resolution နဲ့ပဲ။ပြီးကင်မရာဘက်မှာဆိုရင်50 megapixel aperture f1.8 ကင်မရာရယ်။ selfie ကင်မရာအနေနဲ့ဆိုရင်8 megapixel aperture f2.0 ကင်မရာကိုသုံးပေးထားတယ်။ ဆိုတော့ Huawei ရဲ့ Nova 173 phone တွေက9သိန်းဝန်းကျင်ဆိုတဲ့ဈေးတန်းတစ်ခုမှာတော်တော်လေးအားခံတဲ့ဖုန်းကိုရှာနေတယ်။နောက်ပြီးတော့ကျွန်တော် storage များများလဲလိုချင်တယ်။အဲ့ဒါအပြင်မှာ AI ဘိုင်းမှာလည်းမြန်မာလိုကောင်းကောင်းသုံးလို့ရရမယ်။နောက်ပြီးတော့ Huawei ရဲ့ဖုန်းတွေထဲမှာလည်းဒီ Google App နဲ့ပတ်သက်ပြီးတော့အဆင်ပြေပြေသုံးလို့ရတဲ့ဖုန်းလေးရှာနေတယ်ဆိုရင်တော့ဒီဖုန်းလေးကမစိုးဘူးလို့ပဲပြောရင်အဆုံးထိကြည့်ပြတော့ကျေးဇူးအများကြီးတင်ပါတယ်ဗျ။